ဘမူကြီးခုလက်ရှိတန်းဆောင်နေတဲ့တာဝန်ကိုအရင်ပြောပြမိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကျွန်တော်တို့ချန်စီယိုကာယာညစီမံကိန်းလုပ်ငန်းမှာကျွန်တော်တို့စီမံကိန်းတာဝန်ကအရာရှိအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဒီနေဆက်ချန်စီယိုကာရဲ့အဓိကအကြောင်းရင်းနဲ့ရွေကြက်လေးကိုရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့ဒါ Net Chance CEO ကတော့ကျွန်တော်တို့ကာယာချင်းရဲ့ယူရချက်ကတော့ကျွန်တော်တို့နှစ်နိုင်ငံကျွန်တော်တို့တရားမဝင်ကျွန်တော်တို့ဖြတ်တန်းဖြတ်လွှာမှုတွေကိုကျွန်တော်တို့တားဆီးဖို့ရယ်တော့နှစ်နိုင်ငံကျွန်တော်တို့မူရည်စေဝါရောင်းဝယ်ဖောက်ကားမှုတွေတားဆီးဖို့ရယ်ဒုနိတုစာပဲတကြားတရားမဝင်ကိုယ်စီဖောက်သွားလာမှုများကိုရောင်းဝယ်ဖောက်ကားမှုများကိုတားဆီးဖို့ယူရချက်နဲ့ကျွန်တော်တို့ Chance CEO ကာယာချင်းဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျဒီ chance you ကဘူစတင်ဖြစ်ပေါ်လာပုံလေးနဲ့အဲ့ဒီနောက်ခံတမိုင်းကြောင့်အကျင့်လေးကိုလည်းလည်းရှင်းပြပါခင်ဗျ ်ဟုတ်ကဲ့ချန်စီယူကာဘိုစက်တင်ဖြစ်ပေါ်လာပုံကတော့ဒါဟိုအလုံးသိကြတဲ့အတိုင်းမှာကျွန်တော်တို့2008ခုနှစ်အတွင်းမှာကျွန်တော်တို့ ਨੇ တစ်ဖက်နိုင်ငံနဲ့ကျွန်တော်တို့ဒီနေနေမိအငင်းပွားမှုတခုဖြစ်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီရဲ့နောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးအခြေအနေကျွန်တော်တို့ကိုကိုရဲ့မိမိနိုင်ငံရဲ့ပိုင်နယ်ကိုမိမိကာကွယ်ရမယ်ဆိုတဲ့အခြေအနေအရကျွန်တော်တို့ဒီ2009ခုနှစ်မှာကျွန်တော်တို့လူကြီးတွေကျွန်တော်တို့တပ်မတော်အကြီးအကဲတွေရဲ့စီမံချက်အရတပ်မတော်အကြီးအကဲတွေရဲ့လမ်းညွှန်ချက်အရကျွန်တော်တို့ချန်စီယူကာယံငယ်ချင်းဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ခင်ဗျာပူမူကြီးတို့ဒီရှန်စီယိုကိုအဆင့်ပနဲ့ဆင်းတဲ့ဒီစီမံကိန်းကာလဘယ်လောက် တတ်မှတ်ပြီးတော့ဆောင်ရွက်နေပါလဲခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အဆင့်ကျွန်တော်တို့လေးစင်ခွဲခြားဆောင်ရွက်လျက်ရှိပါတယ်စီမံကိန်းကာလကတော့ကျွန်တော်တို့ကျွန်တော်တို့အကြမ်းမြင့်ကျွန်တော်တို့၁၀နှစ်လောက်တော့ကျွန်တော်တို့ကြာမယ်လို့ကျွန်တော်တို့ခန့်မှန်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပူမူကြီးအခုအချိန်ထိပူမူကြီးတို့စီမံကိန်းတွေကနေပြီးတော့အပိုင်းဘယ်လောက်ဒီမိုင်ဘယ်လောက်လောက်ဟိုဒီချန်စီကိုကာပြီးသွားပြီလဲခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့အပိုင်း1ပေါ့လေအပိုင်း1မှာတော့ကျွန်တော်တို့38တက်တမတိတုံညာ8မိုင်ဒါကျွန်တော်တို့အောက်ဆုံးအပိုင်းပေါ့လေအပိုင်း1ကျွန်တော်တို့ကာယံပြီးဖြစ်ပါတယ်အပိုင်း2ကတော့36တက်တမ66မိုင်ဒါဒုတိယဇင်ကျွန်တော်ကာယံပြီးဖြစ်ပါတယ်ကျွန်တော်ဒီနှစ်ကျွန်တော်တို့တတိယဇင်အနေနဲ့ကျွန်တော်တို့49တက်တမ25မိုင်ကျွန်တော်တို့ကာယံပြီးဖြစ်ပါတယ်ခင်ဗျာစုစုပေါင်းကျွန်တော်မိုင်100ကျော်ကျွန်တော်တို့ chance ကိုကာယံပြီးဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီ chance ကိုကာတဲ့အချိန်မှာဘုံမီတို့တွေ့ကြုံရတဲ့အခက်အခဲလေးတွေကိုလည်းနည်းနည်းရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကျွန်တော်တို့ chance view မှာကျွန်တော်တို့နှစ်ပိုင်းကာရမှာလဲပထမဆင့်မှာတော့ကျွန်တော်တို့ဒီနတ်မြစ်နယ်နိမိတ်အတိုင်းကျွန်တော်တို့နယ်နိမိတ်တစ်လျှောက်ကျွန်တော်နတ်မြစ်တစ်လျှောက်ကျွန်တော်တို့ chance view ကာရနေဖြစ်ပါတယ်အဲ့ဒီဘက်မှာတော့ကျွန်တော်တို့မြေပြန့်ဒေတာဖြစ်တော်ညာလဲပဲကျွန်တော်တို့ ပဇွန်ကံများကိုဖြတ်တန်းသွားရတာရှိပါတယ်။နောက်တစ်ခါကျွန်တော်တို့ဒီနက်မြစ်ထဲကနေဝင်ပြီးမှကျွန်တော်တို့ဟိုဆောက်လုပ်ရေးပစ္စည်းတွေတည်ယူရတာရှိပါတယ်။အဲ့လိုတည်ယူရတဲ့အချိန်မှာလမ်းမပေါက်သေးတဲ့အချိန်မှာစတင်တည်ယူရတယ်ဖြစ်တဲ့အတွက်တည်ယူပို့ဆောင်ရေးအခက်အခဲအများကြီးကြုံရပါတယ်ခင်ဗျာ။အထူးသဖြင့်ကျွန်တော်တို့ဒီကြံစည်ဦးတိုင်ရဲ့အဓိကတိုင်ဖြစ်တဲ့ကွန်ကရစ်တိုင်ကြီးတွေကိုတည်ယူတဲ့အခါမှာကျွန်တော်တို့ရေတက်ရေကျကိုဆောင်ရတာရှိပါတယ်။ရေကျရင်ကျွန်တော်တို့တည်လို့မရတော့ပါဘူး။အော်ရေရေတက်တဲ့အချိန်မှာဆောင်တည်ရပါတယ်။ပြီးရင်လည်းပဲကျွန်တော်တို့ဒီခြံစည်ဦးဆောက်ဆောင်မဲ့တီဆောင်မဲ့နေရာတိ အောင်ကျွန်တော်လူအားနဲ့ဆွဲပြီးတော့တဲရတာလည်းရှိပါတယ်ခင်ဗျာထိုနည်းတူစွာပဲကျွန်တော်ဒေသနယပစ္စည်းတွေဖြစ်တဲ့ကြောက်တို့တဲတို့လည်းလက်မပေါက်သေးတဲ့အတွက်ကျွန်တော်တို့အဆင်စင်အဆင်စင်ပေါ့ကျွန်တော်တို့ကားအကြီးနဲ့တဲတယ်ပြီးရင်ကားအသေးနဲ့တဲတယ်နောက်ဆုံးအဆင့်လူနဲ့ထမ်းတဲရတယ်ဆိုတော့ကျွန်တော်တို့ခက်ခက်ခဲခဲတဲယူပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ရပါတယ်ဒေသကန်တွေအနေနဲ့ကတော့ဒီနေရာမှာဒီလောက်ကြည်ကျဲတဲ့ဒီလောက်တာပေါင်ကြီးတွေဒီလောက်ခြံစည်းကြီးတွေတော့မှသူတို့တက်တက်မှာဖြစ်လိမ့်မယ်လို့တော့မှသူတို့ကမမျှော်ခင်းလင်းခဲ့ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ဖြစ်အောင်အောင်မြင်အောင်ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ် ဟုတ်ကဲ့ပုံမူတို့ဒီကြန့်ရှိနေတဲ့စီမံကိန်းတုံငန်းအပိုင်းတွေကိုဘယ်နှစ်နှစ်အတွင်းမှာအပြီးသက်တည်ဆောက်နိုင်မလို့ခံမှန်းထားပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တို့တတိယဇင့်ကျွန်တော်တို့ခြံစည်းရုပ်ကာယံပြီးဖြစ်ပါတယ်တိုးတော်ညာလည်းပဲကျွန်တော်တတိယဇင့်ကို ဟိုကျွန်တော်တို့ချင်းကပ်မဲ့ကျွန်တော်တို့ကင်းစခန်းတွေကိုဆက်သွယ်မဲ့ကျွန်တော်တို့ချင်းကပ်လမ်းတွေတော့တတိယသင်ကိုကျွန်တော်တို့ကင်းလှဲ့မဲ့ကင်းလှဲ့လမ်းတွေကျွန်တော်တို့ဒီမြေကြီးလုပ်ငန်းဆင်မဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကြောက်ခင်းချင်းလုပ်ငန်းထဲအောင်ဆင့်မြင့်တင်ဖို့ကျွန်တော်လိုအပ်ပါမယ်ထိုနည်းတူစွာပဲစတိုဒါဆင့်အတွက်လည်းခြံစည်းရိုးရောချင်းကပ်လမ်းများကိုလိုအပ်မှာဖြစ်တဲ့အတွက်နောက်ထပ်တော့ကျွန်တော်အနည်းဆုံး၃နှစ်နဲ့၄နှစ်ကြာမှာလုပ်ငန်းဆောင်ရွက်ဖို့ကြံရှိသေးတယ်လို့ကျွန်တော်သုံးသပ်ရပါတယ်ဟုတ်ကဲ့ဘူဘီဒီခြံစည်းရိုးရဲ့ ဒီပုံစံနဲ့ဒီဇိုင်းအနေထားရောနောက်ပြီးတော့မြေဝချောင်းဝတွေအရင်များနောက်တွေ့ရတဲ့အတွက်အဲ့နေရာတွေမှာပုံကြီးတို့ဘယ်လိုဆောင်ရွက်တယ်ဆိုတာလေးလည်းသိပြရစေခင်ဗျာဟုတ်ကဲ့ပါဗျာချန်စီယိုရဲ့ကျွန်တော်တို့ပုံစံကတော့နှစ်နှစ်ပိုင်းမှာသို့သောကျွန်တော်တို့ဒီ တဲတော်မြင့်ပိုင်းကျွန်တော်တို့အောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့တိုင်းရဲ့အမြင့်啊ကျွန်တော်တို့တာပေါ်မှာပါတဲ့အတွက်တိုင်းရဲ့အမြင့်5ပြီနဲ့ကျွန်တော်တို့ခြံစည်းကိုကျွန်တော်ကာကျင်ဖြစ်ပါတယ်ဒီပဇွန်ကံမြောက်ကိုဖြတ်တန်းသွားရတဲ့အပိုင်းမှာဆိုရင်တော့ကျွန်တော်တာပေါ်မြင့်9ပြီနဲ့ခြံစည်းကိုမြင့်10ပြီအထိအောင်ကျွန်တော်တို့ကာရန်ထားခြင်းဖြစ်ပါတယ်ခြံစည်းကိုရဲ့ဒုကတော့ကျွန်တော်တို့10ပြီနဲ့ကျွန်တော်တို့စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုယုံပြည်သူ့ကာဌာနနေပြီးတော့မှဒီဇိုင်းထုတ်ပြီးတော့မှကျွန်တော်တို့ကာရန်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ ပထမဆင့်မှာတော့ကျွန်တော်နတ်မြစ်တလျှောက်ကာယံချင်းဖြစ်တဲ့အတွက်နတ်မြစ်တဲမှာစီဝင်တဲ့ချောင်းတွေညောင်းတွေအလုံးများပါတယ်အဲ့တော့ချောင်းတွေများတွေညောင်းညောင်းတွေမှာကျွန်တော်တို့ကဟို ချက်တန်းပြီးတော့ကျွန်တော်ခြံစည်းရိုးတိဆောက်နိုင်ခြင်းမရှိပါဘူးခြံစည်းရိုးတိဆောက်နိုင်ခြင်းမရှိတဲ့အတွက်အဲ့ဒီနေရာတွေမှာချောင်းပေါက်တွေမှာကျွန်တော်တို့ကင်းစကန်းတွေတိဆောက်ပြီးဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာကျင်းတဲ့ချောင်းဆိုရင်တော့ကင်းစကန်းတစ်ခုတိဆောက်ရပါတယ်ကျယ်ဝန်းတဲ့ချောင်းများမှာဆိုရင်တော့ကျွန်တော်တို့ဟိုဘက်တစ်ခုဒီဘက်တစ်ခုစုစုပေါင်းနှစ်ခုတိဆောက်ပြီးတော့မှဒီခြံစည်းရိုးကိုစောင့်ကြပ်ထိန်းသိမ်းတယ်အဝင်ထွက်ကိုစောင့်ကြပ်ထိန်းသိမ်းခြင်းကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဟုတ်ကဲ့ခင်ဗျာဒီစီမံကိန်းကြီးတစ်ခုလုံးပြည်စည်းသွားမယ်ဆိုလို့ရှိရင်နေဆက်ကနေတရားမဝင်ဖက်ကျော်ဝင်ရောက်မှုတွေကိုဘယ်လောက်အတိုင်းအတာထိထိန်းချုပ်နိုင်မလို့ဘုံကြီးတို့မျှော်မှန်းထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျဟိုကျွန်တော်တို့စစ်အင်ဂျင်နီယာရဲ့သဘောတရားအရဆိုခဲ့ရင်ခြံစည်းရိုးဒီကျွန်တော်အတားစီးတစ်ခုဖြစ်ပါတယ်ခင်ဗျခြံစည်းရိုးဒီအတားတစီးတစ်ခုဖြစ်တဲ့ညာလည်းပဲမြည်သည့်အတားစီးမဆိုကျွန်တော်တို့ဒီဟောလာကြော်လွားနိုင်တာဖြစ်တဲ့အတွက်ခြံစည်းရိုးကိုမကြော်လွားနိုင်အောင်အတွက်ကျွန်တော်တို့ပြစ်ကတ်မှုနဲ့စောင့်ကြပ်မှုဆိုတာကျွန်တော်တို့ ဟိုထိမ့်သိမ်းထားမှာလားလင်ခြံစည်းရိုးဒီလုံးဝလုံကြုံမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခြံစည်းရိုးလဲကာတယ်ပြစ်ကတ်မှုနဲ့စောင့်ကြပ်မှုနဲ့လဲဆက်လက်ပြီးထိမ့်သိမ်းတာမယ်ဆိုခဲ့ရင်တော့ဒါဒီတရားရာခိုင်နှုန်းကျွန်တော်တို့ဟိုထိမ့်သိမ်းသွားနိုင်မယ်ဖြစ်ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ခင်ဗျာဒီဒေသချင်းစီုံနဲ့ပတ်သက်ပြီးတော့ဒေသခံလူတို့ကိုရောမြန်မာပြည်သူလူတို့ကိုရောဘုံဘင်းနေနဲ့ရှင်းပြရင်ညာဒါမှမဟုတ်တခုခု message ပေးရင်ညာလေးရှိနေအမိတ်ရှိပါဦးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့တက်မတော်ကြီးကဲတွေရဲ့လမ်းညွန်ချက်နဲ့အညီကျွန်တော်တို့ဒါအများပြောပြောနေကြတဲ့ကျွန်တော်တို့နိုင်ငံရဲ့အနောက်ဖက်တကာနောက်ဖက်တကာကိုကျွန်တော်တို့လုံညုံအောင်ကျွန်တော်တို့တတ်နိုင်တယ်မြကျွန်တော်တို့ဆောင်ရွက်နေပါတယ်ကျွန်တော်တို့တာဝန်ကြီးအောင်ဆောင်ရွက်နေပါတယ် ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောလိုပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုလူအားလက်တဲ့ဂျာရီကနေပြီးတော့အချိန်ယူပြီးဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လည်း DVB ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ